အခုဒီဗီဒီယိုမှာမားတက်တဲ့အတန်တွေရှိတဲ့သကလုံးလေး၅လုံးကိုပြောပြမှာဖြစ်ပါတယ်။ကဲပထမတစ်လုံးကတော့ဒီသလုံးဖြစ်ပါတယ်။ How do you pronounce this word? ဒီသကလုံးကိုဘယ်လိုတန်ထွက်မလဲ? Naked. Naked. ဒီသကလုံးလေးကို naked လို့အတန်ထွက်ပါတယ်။သူက naked လို့ naked လို့မထွက်ပါဘူး။ naked kid stress လို့ခေါ်တဲ့ဖိတိုင်ကိုသူကရှေ့ဆုံးမှာထားကြမလို့ nee naked you know kid kid naked naked ကဲသူရဲ့အတိပဲကဘာကိုပြောလဲဆိုရင် तू ကဘာမှမရှိတာကိုပြောတာဟုတ်ပြီနော်လူဆိုလို့ရှိရင်လည်းအဝိစားမွေးထားပဲနေတာကိုဒါဘယ်လိုခေါ်လဲဆို naked ပေါ့နော်ဟုတ်ပြီနောက်တစ်မျိုးတစ်ပြားပါရှိသေးတဲ့ဆိုဥမာဆိုပါတူပါမျက်လုံးဒီတိုင်းပေါ့နော်မျက်လုံးသားမန်းမျက်လုံးဆိုတာပါပြောလဲဆိုရင်ကျွန်တော်တို့က naked eye လို့တုံးလို့ရတယ်နော်သူ့ပေါ်မှာကြည့်လို့ရအောင်ဆိုမျက်မှန်တို့ဟုတ်ပြီနော်မျက်ကမှန်တို့တက်လိုက်မယ်ဆိုရင်တော့ဒါက ာလဲဆိုရင် glass eye ဖြစ်သွားတာပေါ့နော်ဟုတ်တယ်မလား eyes with glass ဖြစ်သွားတာပေါ့ sure okay ဒါပြီးနော်အဲအတန်တက်ကတော့ no, naked 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 ဟုတ်ပြီ for example the baby was completely naked in the bathtub the baby was completely naked in the bathtub ပြောချင်တာကတော့ကလေးလေးကဟုတ်ပြီနော် baby လေးက was naked ဖြစ်နေတယ်ဘလို့ naked လဲဆို completely လုံးဝကြီးကိုအဝိမပါဘူးเนาะလုံးဝကြီးကိုတုံးတုံးလေးပေါ့ in the bathtub ရေချိုးကန်လေးထဲမှာပေါ့เนาะ okay ဒါကြောင့်မလို့ပြောချင်တာကတော့ကလေးလေးကရေချိုးတဲ့ကန်ထဲမှာလုံးဝကိုအဝိပလာကြီးနေဒါကြောင့်ဒီစလုံးလေးရအတန်အတွက်ကတော့ naked 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 two how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုအတန်ထွက်မလဲ haunted haunted သူက haunted လို့အတန်ထွက်ပါတယ် haunt ဆိုတဲ့အတန်မှတ်ကြပါနော်ကာဟွန်လို့ပါလို့က haunt ပြီးတော့မှ did နဲ့ပေါင်းလိုက်ပေါ့ပြီးရင် did န်ဆုံးရမယ်ဒါကြောင့်မလို့ haunted เนาะဒါကလွဲအောင်လို့မြန်မာပြည်ပြည်သားပြောပြရเนาะ haunted haunted သူရဲ့အတိပဲကပါလဲဆိုလို့ရှင်သူကတရေ6တော့ပေါ့နော်။နောက်6ချားစရာကောင်းတော့ပြောတာပေါ့။သူ့နောက်မှာ house နဲ့တွဲတုံးလိုက်မယ်ဆိုရင်သူက haunted house ဒါဆိုကျွန်တော်တို့တည်တဲ့ပါလဲဆိုရင်တရေ6တော့အင်ကြီးလေဟုတ်တယ်မ happy world မှာရှိတဲ့အားမျိုးပေါ့နော်။ Okay ဆက်ကြည့်အောင် for example people say the house on the hill is haunted people say the house on the hill is haunted ဲ့တော့ဘာပြောလဲဆိုလို့ရှိရင် people ဆိုတာလူတွေကစေပြောကြတယ် the house on the hill the house on the hill ဆိုတာကတောင်ကုန်းပေါ်မှာရှိတဲ့အိမ်ကြီးပေါ့เนาะအဲ့ဒီအိမ်ကြီးက is haunted haunted ဖြစ်နေတယ်လို့เนาะပြောကြတယ်သူပြောချင်တာကတော့တောင်ပေါ်ကအိမ်ကြီးကတည့်ရချောက်တယ်လို့လူတွေကပြောကြတယ် okay haunted 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 3 how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုတန်ထွက်မလဲ mayonnaise mayonnaise ကျွန်တော်မြန်မာလို့ဆိုရင်တော့ mayonnaise လေဟုတ်တယ်အပေါ်ကနေပြီးတော့ညစ်ပြီးဖြူစားတယ် mayonnaise ကိုပြောတာပါဒါကမြန်မာလို့ပြောတာပေါ့နော် mayonnaise ကတော့သူ့ရဲ့အတန်အတွက်မှန်ကတော့ mayonnaise ဆိုပြီးတော့ z တန်နဲ့ပိတ်ကပါတယ် mayonnaise stretch လို့ခေါ်တဲ့ဖိတန်ကိုသူကရှေ့ဆုံးမှလည်းထားတာရှိတယ်။နောက်ဆုံးမှလည်းထားတာရှိတယ်။နော်ဒါကြောင့်နှစ်တန်ဖြစ်သွားတာပေါ့။ Okay ရှေ့ဆုံးမှထားမယ်ဆိုရင်အတန်တက်ကတော့ mayo ဖိရတူကြမလို့သူက mayonnaise mayonnaise လို့ထပ်ပါတယ်။ဟုတ်ပြီနောက်ဆုံးမှထားမယ်ဆိုရင်တော့သူက mayonnaise ဆိုပြီး nice ကိုပုံမြင်လိုက်အောင်ပဲပေါ့။နော် stretch ထားရမြာကိုပို့မြင်လာရုံပဲပေါ့ဒါကြောင့်မလို့သူကို mayonnaise လို့ထည့်လို့ရတယ်လို့မျိုး mayonnaise လို့ထည့်လို့ရပါတယ် အဆင်ပြေတဲ့တန်ကိုကြက်လိုက်ပေါ့ Okay for example she spread mayonnaise on her sandwich she spread mayonnaise on her sandwich အဲ့တော့ပြောချင်တာကသူမက spread ဆိုတာတုတ်လိမ့်နေပေါ့နော် spread ကတရားရင်တိပေကတော့ဖြန့်တာပေါ့အဲ့တော့ဒီမှာတော့ဒီဘာလဲဆိုရင်ပေါင်မုတ်ပေါ်မှာ air sorry ပေါ့နော်အဲ့ဒါဆို sandwich ပေါ်မှာဒီဟာတုတ်လိမ့်တာကိုပြောချင်တာပေါ့ spread တုတ်လိမ့်လိုက်တယ်ဘာလို့လဲဆိုရင် သူရဲ့ mayonnaise mayonnaise ကိုတုံးလိုက်နေပေါ့ on a sandwich เนาะသူမရဲ့ sandwich ပေါ်မှာ okay ပြောချင်တာသူမဟာသူမရဲ့အသားညက်ပေါ့မို့ sandwich ပေါ်မှာ mayonnaise တွေကိုတုံးလိုက်တယ်เนาะဖြန့်ပြီးလိမ့်လိုက်တယ်လို့ပြောတာပါ okay ဒါကြောင့်မလို့အတန်တက်ကတော့ mayonnaise လို့ထွက်လို့ရတယ်လို့မျိုး mayonnaise လို့လည်းထွက်လို့ရပါတယ်ပြီးတော့နောက်တစ်ခုထွက်တာရှိသေးပါတယ်ဒီစလုံးဟာရှည်ရဲ့အတွက်ကြောင့်မလို့ခြုံပြီးထွက်တာရှိတယ်ပေါ့နော် informal အနေနဲ့ပေါ့နော် ထွက်တဲ့စကားလုံးကတော့ mayo လို့ထွက်ပါတယ် m e y o mayo mayo လို့ထွက်ပါတယ် okay ဟုတ်ပြီเนาะဒါကြောင့်မို့ပြန်ပြောမှဆိုရင်ဒီစလုံးလေးရဲ့အတန်တက်ကတော့ mayonnaise or mayonnaise mayonnaise or mayonnaise for how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုအတန်ထွက်မလဲ intermediate သူကို intermediate လို့ထပ်ပါတယ်ဟင်ပါထုလို့လဲမဟုတ်ဘူးเนาะမှားတာရှိပါတယ်ပါမှားလဲဆိုရင် intermediate mediate ဆိုပြီးတော့ h ဆိုရအတန်ထွက်တာเนาะတကယ်တော့နောက်ဆုံးဖြစ်တဲ့ e ကိုဖျောက်ပြကြတယ်เนาะသူ့အတန် h မဟုတ်ဘူး at เนาะပြန်ပြောမယ် intermediate mediate stress လို့ခေါ်တဲ့ဖိတံကိုသူက m မှာထားရတယ်ဒါမှမဟုတ် me ကိုဖိပေးတယ်ပေါ့เนาะဒါကြောင့်မလို့ inter က နည်းနည်းဆက်ဆိုပြီးမြန်သွားတာပေါ့ intermediate intermediate မဟုတ်ဘူး intermediate နော် at ကိုဆက်လိုက်ကြမလို့ yet လို့ဖြစ်သွားမယ် okay ဒါကြောင့်မလို့ intermediate 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 for example this class is designed for intermediate english learners this class is designed for intermediate english learners ဒီ class ကပေါ့เนาะဒီအတန်းကဆိုရင် design ထုတ်ထားတယ် design ထုတ်ထားတယ်ဆိုတာဒီအတန်းမှာဒါတွေပဲတင်တယ်လို့ပြောတာเนาะတင်ဖို့စီစဉ်ထားတယ်ပေါ့ for เนาะဘာတူအတွက်လဲဆိုရင် for intermediate english learners တာမန်အင်္ဂလိပ်စာလေ့လာသူအတွက်ပေါ့เนาะ okay အတိဖို့ကတာမန်ဆိုတာကအင်္ဂလိပ်စာနဲ့ပတ်သက်ရင် level ကအလဲအလတ်ပဲရှိမယ်ဆိုရင်ဒါကဘာလဲဆိုရင် intermediate level လို့ပြောချင်တာလေသူတက်မြင့်မယ်ဆိုရင်ပါတယ်ရှိမယ်ဆိုရင် uh, that you know, the one upper intermediate to advanced to you know, other people. Okay. The other so ye a little English are little to me out there. You were tabio point about it. Not the science we're about it. Okay. That's I'm going to go intermediate, intermediate, intermediate. Five. How do you pronounce this word? This is a lonely word. Below that tremolo. Auburn အာဘန်သူကိုအာဘန်လို့ထပ်ပါတယ်ယူဘန်လို့မထပ်ဘူးเนาะယူနေရာမှာအာဘန်ထပ်ပြီးပါ stress လို့ခေါ်တဲ့ဖိရမဲ့တန်ကရှေ့ဆုံးမှာရှိတဲ့ယူနေရာမှာဖိတယ်เนาะဒါကြောင့်မို့အတန်နေရာမှာဖိမယ်ဆိုရင်အာနေရာမှာဖိတယ်ပေါ့ဒါကြောင့်အတန်ချက်ကတော့အာဘန်အာဘန်အာဘန်သူရဲ့မြန်မာလိုအထိပ်ပြကတော့မြို့ပြကိုပြောတာပေါ့ဟုတ်ပြီ for example urban areas are often busier than rural ones. Urban areas are often busier than rural ones. အဲ့တော့ပြောချင်တာကပါလဲဆိုလို့ရှိရင်တော့ so, area ဆိုတာကနေရာကိုပြောတာပေါ့နော်အဲ့တော့နှစ်ခုဆက်လိုက်မယ်ဆိုရင်တော့ so, urban area ဆိုတာကမြို့ပြနေရာတွေပေါ့နော်မြို့ပြဒေသတွေက often ဆိုတာကနော်ဖြစ်လေရှိတယ်ပေါ့ဘာဖြစ်လဲဆိုရင် busier ဆိုတာကလူရှုပ်ထအောင်ပြောတာနော်ဒီမှာကြာလူတွေလိုအလုပ်ရှုပ်ထတာမဟုတ်ပေါ့လူစီတာကိုပြောချင်တာပါ nan ဆိုတာထက်ပါ ruler once ဒီနေ့မှာ once ဆိုတာကဘာကိုပြန်ကြည့်လဲဆိုရင်သူက ရှေ့မှာရှိတဲ့ areas ကိုနောက်တစ်ခါမရေးချင်လို့ once ဆိုပြီးအစားသွင်းလိုက်တာပေါ့နော်အဲ့တော့တိဖို့က ruler ဆိုတာကဂျေလက်ကိုပြောတာပါအခုပြောချင်တဲ့အတိတ်ကဆက်လုံးက urban ကတော့မြို့ပြကိုပြောတာပေါ့ဒါကြောင့်မြန်မာလိုပြန်လည်မယ်ဆိုလို့ရှိရင်မြို့ပြဒေတာရီယာဆိုရင် ကျေးလက်ဒေတာတွေထံပို့ပြီးတော့ပါဖြစ်လဲဆိုရင် BCR ဖြစ်တယ်เนาะပို့ပြီးတော့အလုံးတွေရှုပ်ပြီးတော့စီကားလေးရှိပါတယ် Urban 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 မျိုးပြလို့ပြောချင်တာပါ Okay ဟုတ်ပါပြီဒီနေ့ပြောခဲ့တဲ့မှားတက်တဲ့အတန်ထွက်ရှိတဲ့စကားလုံးလေး၅လုံးကိုပြန်ချုံရအောင်ကဲပထမဆုံးတစ်လုံးကတော့ naked 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 နောက်တစ်လုံးကတော့ haunted, haunted, haunted. Now the long longer mayonnaise, mayonnaise, mayonnaise. Do now the time I saw so you know mayonnaise. So be your know, who now so much stress pillow lay I know. Okay, mayonnaise, mayonnaise. Now the long longer intermediate, intermediate, intermediate. Now so longer oven. Aben Aben Okay အားလုံးချုပ်ပြီးတော့တစ်ခေါက်တည်းပြန်ပြောကြည့်မယ်ဆိုရင်နော် Naked Haunted Mayonnaise Intermediate Aben Aben